ကစားသမားတချို့ကိုရွေးချယ်သွားတဲ့ Thomas Tuchel ရဲ့ England National Team ရဲ့လူစည်းကိုကျွန်တော်ဆွေးနွေးသုံးသပ်ကြည့်အောင်ခင်ဗျာ Welcome to my party we're just getting started a life is a dream or a nightmare starring မင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှိုးကနေကြိုဆိုပါရကျွန်တော်ခုခက်မှာ International ပွဲစဉ်တွေဆိုရင်တော့ England တင်းရဲ့ပွဲစဉ်တွေကအခြေစမ်းပွဲဖြစ်ဖြစ်ခြေစစ်ပွဲဖြစ်ဖြစ်ပြိတ္တကတော့အနည်းငယ်များစိတ်ဝင်စားမှုရှိတယ်ဒါကျွန်တော်တို့ငငယ်ကလေးရပဲ England Brazil စတဲ့အသင်းတွေသည်မြန်မာပြည်ပြည်သက်အခိုင်အမာရရှိထားတဲ့ national team တွေဖြစ်ပါတယ်။ဒီလိုပြောလို့တခြား national team တွေကိုပြည်သက်မရှိဘူးလို့ပြောတာမဟုတ်။သူ့အထိုက်လျောက်တော့ပြည်သက်တွေကရှိတယ်။ Spain နော်အီတလီပြင်သစ်စသဖြင့်ပေါ့လေဒါပေမဲ့များသောအားဖြင့်အင်္ဂလန်နဲ့ဘရာဇီးပြည်သက်တွေများတယ်အဲ့တော့အင်္ဂလန် national team အနေနဲ့ international break မှာကစားဖို့ရှိတယ်ပွဲနှစ်ပွဲရှိတယ်နှစ်ပွဲလုံးက friendly match တစ်ပွဲမှမပါဘူး worker qualification တွေဖြစ်ပါတယ်အဲ့တော့ပထမတပွဲကစာဗီးယားနဲ့ပွဲပါဒုတိယတပွဲကတော့ Albania နဲ့ပွဲစဉ်ဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီပွဲနှစ်ပွဲလုံးမှာအင်္ဂလန်လွေးစဉ်အသင်းအနေနဲ့ဟိုခက်ခဲတဲ့ပွဲမျိုးတော့မပါဘူးဒါစာဗီးယားကိုဆိုလဲသူရဲ့ဝင်းဘလီကွင်းမှာအဲ့ခံရှင်ပြိုင်ကစားရမယ်အဲ့ဘလီညာအသင်းကလည်းအင်္ဂလန်လွေးစဉ်အသင်းနဲ့ရှင်မယ်ဆိုရင်ဒါကွာဟတဲ့ဘောလုံးအဆင့်တန်းကြောင်းအရင်စိုးရိမ်စရာမလိုတဲ့အခြေအနေပါအင်္ဂလန်လွေးစဉ်အသင်းကဒီ worker qualification တွေမှာဆိုရင် တောက်လျှောက်ပေးကိုမရှိဘဲနဲ့နိုင်ပွဲရထားတဲ့အသင်းအသင်းဖြစ်ပါတယ်ဆိုတော့နောက်ဆုံးပေးကိုရှိခဲ့တာ friendly match ပွဲစဉ်ပွဲဖြစ်တဲ့ဒီ Senegal နဲ့ပွဲစဉ်မှာ၃ဂိုးပေးခဲ့ရတာပေါ့နော်အချန်နဲ့ပွဲစဉ်တော်တော်များများကတော့ပေးကိုမရှိဘဲနဲ့ Thomas Tuchel ဒီအင်္ဂလန်လက်ရွေးစည်ကိုအကောင်းဆုံး level တစ်ခုထိရအောင်စွမ်းဆောင်ပေးထားနိုင်တယ်ဆိုတော့အင်္ဂလန်ကြောင်းပြောမယ်ဆိုရင်ကျွန်တော်တို့စတင်လလန်းမိခဲ့တဲ့အင်္ဂလန် national team တွေအကြောင်းပြောရမှာပေါ့နော်အင်္ဂလန်မှာလူကောင်းတွေအများကြီ ထွက်ခဲ့တယ်။ဒါပေမဲ့နီးပြကောင်းတယောက်နဲ့တွဲမြင်ဖို့ဆိုတာတော်တော်ခက်ခဲခဲ့တယ်ဗျ။ဘာကြောင့်လဲဆိုတော့အင်္ဂလန်လူရွေးစဉ်အသင်းကနည်းနည်းရှေးရိုးဆန်တယ်လို့ပြောရမယ်။သူတို့ရွေးချယ်တဲ့နီးပြတွေဒီသူတို့ဖြစ်စေချင်တာကတော့အင်္ဂလိပ်လူမျိုးဖြစ်စေချင်တယ်ဗျ။နိုင်ငံသားနီးပြဆိုရင်လည်းနည်းနည်း သက်ကြီးတဲ့သူတွေများတယ်ကျွန်တော် စတင်သိရှိခဲ့တဲ့အင်္ဂလန်လူရေးစင်ဒီပြ7 Goran Erison အခုတော့ဆုံးပါသွားပါပြီသူကတော့ Swedish ပေါ့နော်နောက်ပိုင်းမှာ Fabio Capello တို့လာမယ်အဲ့နောက်ပိုင်းအင်္ဂလိပ်လူမျိုးနီးပြတွေကိုပဲအသုံးပြုခဲ့တယ်ဒါပေမဲ့အရင်လိုက်ဖက်မှုမရှိဘူးပြ Fabio Capello ကလည်း National Team ကိုကင်တဲ့အချိန်မှာထင်တယ်လို့မဟုတ်ဘူး ကလပ်တင်းတွေကိုကင်ွယ်တဲ့အချိန်မှာတော့အီတလီနီးပြတွေပြီးပြီးဆရာကြပင်မဲ့အင်္ဂလန်နဲ့ရှင်နဲ့တင်းနဲ့တိတ်မလိုက်ဘူးလို့ကျွန်တော်ယူဆပါတယ်။တိုးတော့သောမတ်စ်တူကဲလ်ကကြတော့ပျော်ပျော်ဆိုဆိုအရှိသေးရှိတဲ့နီးပြတယောက်တက်လက်ပိုင်းတက်လက်ပိုင်းထက်တော့နည်းကျော်သွားပြီပေါ့နော်။သူပေါ်တာကြပြီဆိုတဲ့အခါကျတော့လေဒါမဲ့ ဩတာနည်းနည်းညောင်းနေဗျာသူကင်တွယ်ခဲ့တဲ့အသင်းတွေကိုကြည့်လိုက်အသင်းတွေကြီးပဲဒါ PSG တို့ Borussia Dortmund တို့ Chelsea တို့အောင်မြင်မှုတွေလည်းရအောင်ပေးခဲ့တဲ့နီးပြားတယောက်ဖြစ်တဲ့အတွက်ကြောင့်ကစားသမားတွေကပြောပြောဆိုဆိုသူ့ကို respect တော့ရှိတယ်အင်္ဂလိပ်နီးပြားတွေကိုချစ်ချစ်စောက်ခိတ်ဗျာ player life တုန်းကလည်းအဲ့တလောက်အောင်မြင်မှုရခဲ့တဲ့သူမဟုတ်ဘူးဘိုရိုမာပဲကစားခဲ့ဘူးလေနီးပြားဘဝမှာဆိုရင်လည်းအောင်မြင်မှုချစ်ချစ်မှမရခဲ့ဘူးဒါပေမဲ့ Thomas Tuchel ကကျတော့ကျွန်တော်ရှိမှပြောသွားခဲ့တယ်လို့ Bayern Munich လည်းကင်ခဲ့ဘူးလေပြောပြောဆိုဆို အဲ့လိုမျိုးအတင်းကောင်းတွေကြီးပဲကင်ခဲ့တယ်ကစားသမားကောင်းတွေကြီးပဲထိတွေ့ဘူးခဲ့တဲ့အခါကစားသမားတွေကရွတ်သေးတယ်အဲ့ဒါကြောင့် Thomas Tuchel အလက်ထက်မှာအင်္ဂလန်သင်းကကစားပုံလည်းကောင်းတယ် result လည်းကောင်းတယ်အဲသူရွေးချယ်တဲ့ကစားသမားတွေဆိုရင်လည်းဒီပွဲတပွဲချင်းစီအလိုက်တေချာ light ကြည့်ပြီးတော့စီစစ်ရွေးချယ်ထားတဲ့ပုံစံမျိုးပါဒီလိုပြောလို့ရှေ့ကစောက်ကဲကိုလည်း light မကြည့်ဘူးလို့တော့ပြောတာမဟုတ်ပါဘူးဒါပေမဲ့လုံးဝဆွဲလန်းကင်းတယ်ဗျာတခုတော့ရှိရသူ Chelsea ကိုဆိုတော့နည်းနည်းတတပူပူလေးတော့ရှိတယ် ဒါမှမဟုတ်လေရွေးချယ်တာကတော့ fair ဖြစ်ပါတယ်တကယ်ကောင်းမွန်တဲ့ကစားသမားတွေကိုဟိုရွေးချယ်သွားတဲ့ပုံစံမျိုးလေးတွေရှေ့လူရွေးချယ်မှုတွေမှာမြင်ခဲ့ရတယ်လူငယ်တွေဦးစားပေးတယ်အခုတစ်ခါအောင် international ပွဲစဉ်တွေအတွက် ရွေးချယ်တဲ့နေရာမှာတော့လုံးဝလက်ရွေးစင်အသင်းအတွက်မရွေးချယ်ခံခဲ့ရဘူးတဲ့ကစားသမားတယောက်ပါလာတယ်လို့ ီတိတ်ပြီးတော့နောက်ပိုင်းမှာအင်္ဂလန်လက်ရွေးစင်အတင်းမှာမမြင်ရတော့တဲ့ကစားသမားတချို့လည်းပြန်လဲပါဝင်လာတာကိုတွေ့ရပါတယ်။ Okay အဲ့တော့ဘသူတွေရွေးချယ်ခံခဲ့ရတယ်လဲကျွန်တော်တချက်စမ်းစစ်ကြည့်အောင်။ Okay ကျွန်တော်ညကိုဒီဘောလုံးပွဲကစားခြင်းနဲ့ဆိုရင်စီနီယာတောချက်စီမှာမောင်ငါ6အိုင်ဘတ်ခွန်ရှိကို9သလုံးမစ္စတိုကို member တစ်ယူနစ်ဖြစ်အပူစုရေးရင်းနဲ့ယုံကြည်သွားကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဘဖနံပါတ်39963190မှာဆက်သွယ်ဆောင်တဲ့မေးမြန်းလို့ရပါတယ်ကိုသမားကတော့ ဒီ၃ယောက်ပေါ့နော်ပြီးခဲ့တဲ့ international ပွဲစဉ်တွေတုန်းကလည်းဒီ၃ယောက်ပဲရွေးတာပါဒါတော့တိတ်မထူးခြားပါဘူးဒါ pick 4ရယ် henderson ရယ် james truffle ရယ်ဖြစ်ပါတယ်အဓိကကိုသမားကတော့ pick 4ပေါ့လေတိုးတော့ကျွန်တော်များတော့အင်္ဂလန်ကိုသမားတွေဒီ level လေးတစ်ခုတော့ရောက်လာတယ်ကျွန်တော်တို့ရင်တော့အသိရအင်္ဂလန်ကိုသမားတွေကအဆင်မပြေဘူး david seaman ဆက်ပြီးတော့နောက်ပိုင်း david james တို့ robinson တို့ richard wright တို့အကုန်နှီးပါပါပဲနော်တိုးတော့အခုကိုသမားတွေက ဘုသူ့အုံတုံးပေါ့နော်ဒါ travel ကလွဲလို့ hansen ရော pick four ကတိတ်မကွာတဲ့လွတ်ဆန်းမျိုးရှိတဲ့ကုသမားတွေပါအဲ့ကျွန်တော်နောက်တန်းလူတွေကိုကြည့်မယ်ဆိုရင် dan ban newcastle အတင်းရဲ့တကယ်စစ်သူကြီးเนาะအမာခံကစားသမားကြီးရွေးချယ်ခံထားရတယ် gui ကတော့ဒဏ်ရာပြဿနာရထားတယ်ဒါမဲ့လည်း englandfootball.com ရဲ့ official website ထဲမှာကြည့်တာကတော့ magui ပါနေသေးတယ်ကျွန်တော်သိထားတဲ့သတင်းတချို့တွေမှာ gui နေက trevor chalobah ကိုပြန်ပြီးတော့ရွေးချယ်ထားတယ်လို့သိရတယ်အခု trevor chalobah ကလည်းတရားဝင်ရွေးချယ်ခံထားရတယ် အင်္ဂလန်ဖူဘောတင်းရဲ့ဒါ official website မှာပေါ်ပြထားပါတယ်အထရီဗာချာလိုပါကအင်္ဂလန်လက်ပြေးစဉ်အသင်းတို့ကကစားပေးခဲ့တာဂျွန်လာကနောက်ဆုံးကစားပေးခဲ့တာဒါပေမဲ့အခုတခါပြန်ပြီးတော့ရွေးချယ်ခံထားရတယ်။နောက်တစ်ယောက်ကတော့ဒန်ယာပက်တနာရင်းနဲ့များသောအားဖြင့်အင်္ဂလန်လက်ပြေးစဉ်အသင်းမှာတွေ့လေတွေ့တာမရှိတဲ့ Reece Jane ပေါ့နော်။ဂျားထဲမှာတော့ရွေးချယ်ခံရတယ်။သို့ပေမဲ့အဲ့လိုဒန်ယာရလို့ပျောက်သွားလိုက်ပေါ်လာလိုက်အမျိုးမျိုးပေါ့နော်။အခုတခါလဲ Reece Jane ကိုပြန်ပြီးတော့ရွေးထားပါတယ်။အဲ Chelsea ပြည်သက်တွေအနေနဲ့အနေငယ်စိတ်ပူစရာကောင်းတယ်ဆိုပေမဲ့လည်း ျွန်တော်စိတ်မပူဘူးအကြံပေးချင်တယ်ဘာကြောင့်လဲဆိုတော့နီးပြသောမတ်စတူကဲလ်ဖြစ်နေလို့သူချယ်ဆီဒုက္ခရအောင်တော့မလုပ်ဘူးအနိုင်သေးချာတဲ့ပွဲမျိုးအနိုင်သေးချာသွားပြီဆိုရင်ရစ်စတိန်ကိုအရေးစုံပြီးထပ်သုံးမှာမဟုတ်လို့ပါနောက်ထပ်ကစားသမားကတော့အက်စတန်ဗလာရဲ့ကွန်ဆာဖြစ်ပါတယ်နောက်တရားတော့ဂျယ်ရယ်ကွန်ဆာပါအဲ့တော့ကွန်ဆာအကြောင်းပြောမှအခုချိန်မှာလီဗာပူးအနေနဲ့ကွန်ဆာကိုမယောင်းထုတ်လိုက်ဘူးဆိုရင်ပြောပြောဆိုဆို ဒါ Ibrahim Konate Virgil van Dijk တို့နဲ့အတူတွဲပြီးတော့သုံးလို့ရတယ်ပေါ့နော်။ကွန်ဆာကတော့တောက်လျှောက်အင်္ဂလန်လေရွေးစဉ်အသင်းတွေရွေးချယ်ခံရပါတယ်။နောက်တစ်ယောက်ကတော့ Man City မှာတောက်လျှောက်ခြေစွမ်းပြနေတဲ့လူငယ်လေး O'Reilly ပါ။နောက်တစ်ယောက်ကတော့ Jaspers ဖြစ်ပါတယ်။နောက်ဆုံးတစ်ယောက်ကတော့ John Stones ပါ။ဒါကအင်္ဂလန်လူပြေးစဉ်အသင်းရဲ့နောက်ခံလူစာရင်းပဲဖြစ်ပါတယ်ကျွန်တော်ကွင်းလေကစားသမားတွေကိုကြည့်မယ်ဆိုရင်တော့ Elliot Anderson, Jude Bellingham, Jordan Henderson, Declan Rice, Morgan Rogers, အဒမ်ဝါဒန်နဲ့နောက်ဆုံးရွေးချယ်ထားတဲ့ကစားသမားလေးကတော့အခုမှပထမဆုံးရွေးချယ်ခံရတဲ့ဘုံမောက်တင်းရဲ့လူငယ်ကစားသမား Alex Scott ပဲဖြစ်ပါတယ်။အင်္ဂလန်လူရေးစင်အတင်းကတော့ခေဆက်ဆက်ကွင်းနဲ့ကစားသမားကောင်းတွေပေါ်ထွက်တယ်ဆိုတဲ့ထုံးစံတိုင်းပဲကွင်းနဲ့ကစားသမားကောင်းများစွာလက်ရှိအချိန်ထိလည်းအင်္ဂလန်အသင်းမှာပေါ်ထွက်လျက်ရှိပါတယ်။အဲဒါကြောင့်ကျွန်တော် main news နဲ့ပတ်သက်ရင်အများနဲ့လို့လို့ပြောတာ main news ကိုယ်ကိုယ်သွေးတွေအများကြီးရှိတယ်ဗျာ။ကျွန်တော်ပြောတာ Watan တို့ဒီ Ilya Anderson တို့နဲ့မကွာဘူး။ မင်းတို့ကတကယ်ပေါ်ရခွင့်ပေးပြီးတော့တကယ်စိတ်သက်ကောင်းတဲ့ကစားကြည့်သူတို့နှစ်ယောက် level မျိုးမှာတန်းနေမယ်ကစားသမားသို့တော့အမော်ရင်ကမကြိုက်ဘူးအဲ့ဒါကြောင့်မင်းတို့ကလည်းတခြားသောအသင်းကိုပြောင်းမှသာလျင်ကပဖလားအတွက်သူမျော်လင့်ခွင့်ရလိမ့်မယ်အခုချိန်မှာတော့ Anderson နဲ့ Adam Warden ကိုပဲ Thomas Tuchel ရွေးมาပဲဗျအခုဆိုရင် Alex Scott ကိုတောင်ရွေးသွားပြီပေါ့နော် Okay အဲ့တော့ကျွန်တော်နောက်ထပ်တစ်ပိုင်းက forwards ပေါ့နော်ကျွန်တော်ရှေ့တန်းကစားသမားတွေဖြစ်ပါတယ် Jarrod Bowen ရွေးချယ်ခံရတဲ့ Abrichi Aze FIFA Dan Harry Kane Marcus Rashford နဲ့ Bukayo Saka တို့ဖြစ်ပါတယ်အဲ့တော့ရှေ့တန်းမှာဆိုရင်လည်းဒါ Hurricane တယောက်အပါဝင်ကျန်တဲ့ကစားသမားတွေအားလုံးကလည်းရွေးချယ်ခံသင့်တဲ့ကစားသမားတွေကြီးပဲဖြစ်တယ်လက်ရှိအချိန်မှာလည်းတက်ဆိုင်ရဲ့ club တည်တည်မှာစွမ်းဆောင်ရည်ကောင်းပြသနေတဲ့သူတွေပါဒီထဲမှာကျွန်တော်အနည်းငယ် highlight လုပ်ပြီးပြောချင်တာကတော့ဒေါက်တာလေး Marcus Rashford ပေါ့နော်အဲ့တော့ဘာပြော Rashford ကဘာစလိုနာရောက်သွားတဲ့အချိန်မှာတော်တော်ကောင်းတဲ့ခြေသွမ်းမျိုးပြတ်သားထားနိုင်တဲ့အတွက်ကြောင့်အခုလာမဲ့ကဘာပလားမှာလဲ Marcus Rashford အတွက် နေရာတနေရာကတော့အင်္ဂလန်လူရေးစင်အသင်းမှာတေချာပေါက်ရှိပါလိမ့်မယ်လို့သုံးသပ်ရင်းနဲ့ဗီဒီယိုလေးဒီမှာနားခွင့်ပြုပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်